ာဂျင်တီးနားနိုင်ငံသည်တောင်အမေရိကတိုက်တွင်တည်ရှိပြီးကမ္ဘာပေါ်တွင်ဧရိယာအားဖြင့်ရှစ်ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပါသည်။အာဂျင်တီးနားနိုင်ငံ၏မြို့တော်မှာဘူနိုအေရေးမြို့ဖြစ်ပြီးနိုင်ငံ၏စီးပွားရေးယဉ်ကျေးမှုနှင့်နိုင်ငံရေးဗဟိုချက်ဖြစ်ပါသည်။အာဂျင်တီးနားနိုင်ငံသည်တောင်အမေရိကတိုက်၏တောင်ဘက်ပိုင်းတွင်တည်ရှိပြီးအနောက်ဘက်တွင်အန်ဒီးစ်တောင်တန်းများအရှေ့ဘက်တွင်အတ္တလန္တိတ်သမုဒ္ဒရာတို့နှင့် ထိဆက်နေပါတယ်နိုင်ငံဤမြောက်ဘက်တွင်ဘိုလီဗီးယားပါရာဂွေးနှင့်ဘရာဇီးနိုင်ငံများတောင်ဘက်တွင်ချီလီနိုင်ငံတို့နှင့်နယ်နိမိတ်ချင်းထိဆက်နေပါတယ် အာဂျင်တီးနားနိုင်ငံ၏လူဦးရေမှာ လူဦးရေ45တန်းခန့်ရှိပြီးလူဦးရေများစုမှာဥရောပမှ ရွှေ့ပြောင်းလာသော လူမျိုးများဖြစ်ပါတယ်။စပိန်၊အီတလီ၊ဂျာမနီနှင့် အခြားဥရောပနိုင်ငံများမှ လူများသည်အာဂျင်တီးနားသို့ရွှေ့ပြောင်းလာခဲ့ကြပါတယ်။အာဂျင်တီးနားနိုင်ငံ၏ယုံသုံးဘာသာစကားမှာစပိန်ဘာသာစကားဖြစ်ပြီးလူအများစုမှာ ခရစ်ယာန်ဘာသာကိုကူးကွယ်ကြပါတယ်။ ာဂျင်တီးနားနိုင်ငံ၏စီးပွားရေးသည်စိုက်ပျိုးရေးနှင့်တဘာဝအရေးမြင့်များအပေါ်အဓိကမိခိုနေပါသည်။နိုင်ငံသည်ကမ္ဘာပေါ်တွင်ဘဲပုတ်နှင့်ပြောင်းဖူးတင်ပို့မှုတွင်ထိပ်တန်းနိုင်ငံများတွင် ပါဝင်ပါသည်။ထို့အပြင်အာဂျင်တီးနားသည်တဘာဝတန်ငွေနှင့်ရေနံထုတ်လုပ်မှုတွင်လည်းထင်ရှားပါသည်။အာဂျင်တီးနားနိုင်ငံသည်ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သောသမ္မတနိုင်ငံဖြစ်ပါသည်။ နိုင်ငံ၏တမရမှာနိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေးကိုဥဆောင်သူဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံသည်လက်တင်အမေရိကရဲ့အရေးပါသောနိုင်ငံတစ်နိုင်ငံအဖြစ်ယက်တည်နေပါတယ်။အာဂျင်တီးနားနိုင်ငံသည်ခီးတွားလုပ်ငန်းအတွက်ထင်ရှားသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးနိုင်ငံ၏တဘာဝအလှတရားများနှင့်ညီကျေးမှုအမွေအနှစ်များသည်ခီးတွားဧည့်သည်များကို ဆွေးဆောင်နေပါတယ်။ထင်ရှားသော ခီးတွားနေရာများတွင်နှစ်ကွာစုရေတခွန်ဖရဂွန်ရဲ့ဒေသနှင့်အန်ဒီစတောင်တန်းများပါဝင်ပါတယ်။အာဂျင်တီးနားနိုင်ငံသည်တဘာဝအလှတရားယဉ်ကျေးမှုနှင့်သမိုင်းကြောင်းအမွေနှစ်များဖြင့်ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးကမ္ဘာတဝှမ်းမှလူများကိုဆွေးဆောင်နေပါတယ်။